ရင်းချင်းမရှင်များအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့အရင်တစ်ပတ်တုန်းကတော့ကျွန်တော်ဒီနောက်ဆုံးတင်ခဲ့တဲ့ဒီ one chain ကပေါ့နော်ကျွန်တော်တို့ဘာ one chain လဲဆိုတော့အာ၅၄3မှတ်တယ်ပေါ့နော်၅၄3 one chain ကတော့ကျွန်တော်တို့အောင်သွားတယ်ပြီးတော့ကျွန်တော်အတွဲပေါ့နော်၅နဲ့အတွဲမှာကျွန်တော်တို့ break ယူတာသွားပြီးတော့မှားတယ်ပေါ့နော်ဒီအတွက်ကြောင့်ကျွန်တော်တို့မပေါက်ခဲ့ဘူးကျွန်တော်တို့ဒီတင်ခဲ့တဲ့ပေါ့နော်၃ွက်ဒီ၃ညပြိနဲ့ဆိုရင်တော့ကျွန်တော်တို့ဒါပေါက်အောင်မယ်ပေါ့နော်အဲ့တော့ကြောင့် အာကံမကောင်းပေါ့ဗျာနော်ကံမကောင်းဘူးโอเคဒီတစ်ပတ်အတွက်ကျွန်တော်တို့ဆက်ပြီးတော့စူးစမ်းကြတာပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီတစ်ပတ်အခုကကျွန်တော်ဒါဟိုပေါ့နော်ကျွန်တော်လုံးပိုင်လေးပြမှာဖြစ်ပါတယ်ဗျာနော်လုံးပိုင်လေးပြမယ်လုံးပိုင်ကကျွန်တော်တို့အပင်တော်တော်ရှည်ပြီပေါ့နော် အပင်လေးတွေရှည်ပြီဒါပေမဲ့စစ်ပေးဖို့တော့များတယ်ပေါ့နော်စပေးဖို့များတယ်ဆိုတော့ကျွန်တော်ဒီမှာခြားပြဖို့ဖြစ်ပါတယ်။โอเคနောက်တစ်ခါကတော့ကျွန်တော်ဒီ1 chain တို့ဒီအခါတိုင်းပတ်လို့ပဲပေါ့နော် ကျွန်တော်ဆက်ပြီးတော့တင်ပေးပါအောင်မယ်ဗျာနော်ဟုတ်ပြီကျွန်တော်နောက်ဆုံးတင်ခဲ့တာကကျွန်တော်တို့အာ5 4 3မှတ်တယ်ပေါ့နော်5 4 3 5 4 3 1ချင်းကကျွန်တော်တို့နှစ်ချင်းသွားပါပေါ့နော်ငါးနှစ်အတွင်းနဲ့ကျွန်တော်တို့ဒါပြန်ပြီးတော့ချုပ်လိုက်တယ်ဆိုရင်တော့ပေါ့ချင်းပေါအောင်မယ်ပေါ့နော်ကျွန်တော်လည်းချုပ်မပြီးပြတော့ဘူးကျွန်တော်ဒီတပတ်တော့ပေါ့နော်အကုန်လုံးကျွန်တော်အစားကနေပြီးတော့တင်ထားတဲ့ဟာတွေကိုချုပ်ပြီးတော့ကျွန်တော်တို့ကဏ္ဍလေးတွေထုတ်ပေးပါမယ်ဗျာနော်ကျွန်တော်တို့ပီကာနီနာပေါ့နော်ကျွန်တော်တို့ထွက်ခါနီနာကျွန်တော် ခဏလေးချုပ်ပေးမယ်ပေါ့နော်။ Okay ဒါဆိုရင်အခုဒီမှာပြကျင်တဲ့ဟာကိုကျွန်တော်ပြလိုက်တော့မယ်ပေါ့နော်။ကျွန်တော်ချက်ပေးပါမယ်။ Okay ကျွန်တော်တို့ဒီမှာပေါ့နော်သူကကျွန်တော်ဒီရနေစပြီးတော့ပေးထားတယ်ဗျာနော်ဒီမှာ6 6 6ပေါ့နော်ပြီးရင်665တော့ဒီလိုနှလုံးပေါင်းခြင်းပေါ့နော်ကျွန်တော်တို့66နှလုံးပေါင်းခြင်းကျွန်တော်နံပါတ်1ပေါ့နော်1 ျွန်တော်တို့နှစ်ကိုကျွန်တော်တလုံးပေါင်းတလုံးယော့ပေါ့နော်တလုံးပေါင်းတလုံးယော့နော်ဒါဆိုရင်1နှစ်3ဖြစ်မယ်ပေါ့နော်1နှစ်3ကကျွန်တော်ဘယ်ပင်မှာသွားကြလဲဆိုသူ့အောက်ကပေါ့နော်ဒီပင်မှာကျွန်တော်တို့96နှစ်ဆိုတော့လေးကြာခဲ့တယ်ပေါ့နော်โอเคဒါဆိုရင်1နှစ်3ကီးဒီကျွန်တော်တို့ဒီမှာ96နှစ်ဆိုတော့ကျွန်တော်2ကီးပေါ့နော်โอเคဒီမှာပြီးရင်ကျွန်တော်တို့6လေးပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီနှလုံးပေါင်းခြင်းဒီနံပါတ်ဘယ်လောက်ဖြစ်မလဲကျွန်တော်နံပါတ်3 နော်နံပါတ်3ဆိုတော့ထုံးစံတိုင်း3အောက်ကကျွန်တော်တို့2ဒီမှာကျွန်တော်စီနီယာလိုက်မရေးတော့ပေါ့နော်ပြီးရင်3အပေါ်ကကျွန်တော်တို့4ဆိုတော့2နော်2 3ပေါ့နော်2 3မှာသူကကြာပြီးခဲ့တာကျွန်တော်တို့ပါရှိမလဲ2 2 1နော်2 2 1ဆိုတော့ကျွန်တော်တို့ဒီကောင်လေးကြာပါတယ်ဗျာနော်โอเคဒါဆိုရင်အောက်ကိုစစ်ကြည့်မယ်ပေါ့နော်အောက်မှာကကျွန်တော်တို့ဒီမှာ2 4ပေါ့နော်ပေါင်းချင်းနံပါတ်6ဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာဖြစ်မလဲ5 6ခွန်နော်ပေါင်းချင်းနံပါတ်6ဖြစ်တဲ့အတွက်5 6ခွန်မှာကျွန်တော်တို့ဒီမှာ ခါတိုင်းเนาะ863ဆိုဒီလိုလေးကြားခဲ့တယ်เนาะ863ဟုတ်ပြီဒီလိုကြားပြီးသွားရင်ကျွန်တော်ဒီနောက်တစ်ပြင်ပေါ့เนาะနောက်တစ်ပြင်ဒီမှာကလာ83ပေါ့เนาะပေါင်းခြင်းနံပါတ်10ဖြစ်တယ်10ဆိုတော့ကျွန်တော်တို့ခွန်သူ့အောက်ကခွန်ပေါ့เนาะသူ့ဘော်ဒီနံပါတ်9ခွန်69တော့ခွန်69ကီဒီဘယ်မှာကြားရမလဲကျွန်တော်ဒီမှာကြားရမယ်ပေါ့เนาะထိဆုံးပါเนาะခွန်69ကီဒီဒီမှာတော့ကြားမယ်ခွန်69ကီကကျွန်တော်တို့ခွန်ခွန်9ဆိုတော့ကျွန်တော်တို့ခွန်အညိပေါ့ဗျာเนาะ ခွန်အညီဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ဒီအောက်မှာဆက်ပါမယ်နော်။ဒီမှာကကျွန်တော်တို့ခွန်3ညဆိုတော့ဒီနှလုံးပေါင်းခြင်းနံပါတ်ဒီနံပါတ်ကျွန်တော်တို့ခွန်ဖြစ်တယ်ပေါ့နော်။ဒါဆိုကျွန်တော်ဒီဘက်မှာရေးမယ်။ခွန်6သူ့ရဲ့အပေါ်ကနံပါတ်8ပေါ့နော်။ဒီမှာထွက်သွားတဲ့ခဏန်းဒီကျွန်တော်3ခွန်ခွန်ဆိုတော့ကျွန်တော်ဒီခွန်ဒီအညီပါ။ပြီးရင်ကျွန်တော်ဒီမှာ39 39ကပေါင်းခြင်း2ဆိုတော့1 2 3ပေါ့နော်။ ဒီမှာထွက်ကနန်းဒီ963ဖြစ်တဲ့အတွက်ကျွန်တော်တို့3အညိနော်ဒီမှာက58ဆိုတော့3ဆိုတော့2 3 4ပေါ့နော်2 3 4မှာကျွန်တော်တို့ဘာကြလဲ2 2 9ဒီနှစ်ဒီအညိဖြစ်တယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ2 8ဆိုတော့3ည3ညအောက်က9 3.1ပေါ့เนาะ9 3.1မှာကျွန်တော်တို့ဒီမှာ1 chain တော့ကြာပါရယ်เนาะ309ဆိုပြီးတော့ပေါ့เนาะကျွန်တော်တို့1 chain 9ရောကျွန်တော်တို့300ရောဒါဆိုရင်ဒီတစ်ပင်မှာကျွန်တော်တို့ဒီမှာက3နဲ့ကျွန်တော်တို့ခါတိုင်းနံပါတ်5နဲ့ပေါ့เนาะပေါင်းပြီးတော့35ဆိုတော့ပေါင်းချင်းနံပါတ်ဒီဘယ်လောက်ဖြစ်မလဲနံပါတ်10ဖြစ်မယ်အောက်ကနံပါတ်10ကျွန်တော်တို့အပေါ်ကနံပါတ်9เนาะ9 8 9ဒီကျွန်တော်တို့မထီမပေါက်ကီးဖြစ်ပါတယ်ဗျာเนาะဒါ9 8 9ကီးပေါ့เนาะโอเคပါဒါဆိုရင် ဒီတစ်ပတ်အတွက်ပထမဆုံးဒါ site လေးဖြစ်တယ်ပေါ့နော်နောက်ကတော့ကျွန်တော်ဒီ one chain တို့ key တို့ break တို့ပေါ့နော် state type သင်ပေးသွားမှာဖြစ်ပါတယ်ဗျာ okay ပါအာဒီတစ်ပတ်တော့ကျွန်တော်စောစောကပြောခဲ့သလိုပဲပြန်ပြီးတော့ချုပ်ပေးမယ်ပေါ့နော်ကျွန်တော်အစားဆုံးတင်ခဲ့တဲ့မူလေးတွေကိုကျွန်တော်တို့မထွက်ခင်တရက်လောက်ပေါ့နော်ကျွန်တော် live link နဲ့ပြပေးမှာဖြစ်ပါတယ်ဗျာနော် okay ဒီတစ်ပတ်လည်းချုပ်လိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ဒါပေါက်ချင်တယ်ပေါက်နိုင်တယ်ပေါ့နော်အဲ့တော့တုံညာ break ကလည်းကျွန်တော်ဒီမှာလေးနော်ဒီမူလေးမှတ်မိမယ်ထင်ပါတယ်နော်အပိုင်းရတယ် ကျွန်တော်တို့ကဒီ break မှာကျတော့ကျွန်တော်တို့ဒီကောင်းနဲ့သွားပြီးတော့ယူတာပေါ့เนาะ3ည4 3 1ချိန်နဲ့သွားယူတဲ့အတွက်เนาะ5နှစ်အတွဲမှာကျတော့ကျွန်တော်တို့ break ကအခြား break တွေဖြစ်သွားတယ်เนาะဒီအတွက်ကြောင့်ပေါ့เนาะ okay ဒါပြီးပြီးသားဆိုတော့လည်းကျွန်တော်တို့ပြန်ပြောတော့အလကားပဲပေါ့เนาะအားလုံးပဲဒီတစ်ပတ်မှာကြိုးစားကြတာပေါ့เนาะအားလုံးအဆင်ပြေကံကောင်းပါစေဗျာဒါကတော့ခွန်ရှိကိုပေါ့เนาะကြီးလေးဖြစ်ပါတယ်အားလုံးပဲဘိုင်ဘိုင်ပါဗျာ